2012ချန်ပီယံလိညာချမ်းဖီလီလန်တို့အတွက်ဘဝမှာအဆိုးအဆုံးအမတ်တရတစ်ခုလားမင်္ဂလာပါဗျကိုခိုင်း Chelsea Fan Page ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ။ Finland အနေနဲ့2012 Champions League ညချမ်းကြောင်းပြန်ပြောတဲ့စကားလေးတစ်ခုနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားချင်ပါတယ်။ Finland အတွက်အမတ်တရဆိုးဆိုပေမဲ့ကျွန်တော်တို့ Chelsea အားပေးတဲ့ပရိသတ်တွေကတော့ အမတ်တရခေါင်းဖြစ်ပါတယ်ဒီပွဲစဉ်ကိုနှစ်ဖူးတွေဒူးတွေမှီခဲ့တဲ့ညီကိုတွေရှိလားရှင့်တော့အဲ့ဒီစိတ်ခံစားချက်ကိုကောင်းတော့နားလဲသဘောပေါက်မလို့ထင်တယ်ကျွန်တော်ကလေ2012ချန်ပီယံလိညာချန်အတွေ့အကြုံကိုမှီခဲ့တယ်လို့2009ခုနှစ်ချန်ပီယံလိညာချန်ခံစားချက်ကိုလည်းခံစားမိပါတယ်အဲ့ဒီခံစားချက်နှစ်ခုလုံးကကျွန်တော်ဘဝမှာဘယ်တော့အခါမှမေးလို့မရတဲ့ Chelsea နဲ့ပတ်သက်တော့ ခံစားချက်အမှတ်တရနှစ်ခုဖြစ်ပါတယ် good memories နဲ့ bad memories ကောင်းတဲ့ခံစားချက်ဆိုးတဲ့ခံစားချက်ဒီ champion league ညာချန်နှစ်ချိန်လုံးမိခဲ့တဲ့ညီကိုတွေရှိရင်ကျွန်တော်နဲ့ခံစားချက်ချင်းတထရတဲ့ဖြစ်နေမယ်လို့ကျွန်တော်ထင်တယ်ဗျကဲတော့ပါကျွန်တော်တို့ good memories တွေရှိသလို bad memories တွေရှိတယ်အဲတဖက် philip lamb မှာလည်း good memories တွေရှိတယ်လို့ bad memories တွေရှိတယ်။ဒါပေမဲ့2000စနစ် champion league ညာကျတော့သူ့အတွက် bad memories ပါ သူပါပြောတယ်လေ2012မြူနစ်ညမှာချဲလ်ဆီနဲ့ရှင်ပြိုင်ကစားခဲ့ရတဲ့ဘိုလူဘွေကကျွန်တော်ဘဝရဲ့အဆိုးဝါးဆုံးညတွေထဲကတညပါပဲဒီဒီယာဒရောဘာချန်ပီယံလိဆူဖလာကိုကင်မြောက်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့တီဆောက်ခဲ့တဲ့အရာအားလုံးဟာဘာမှအတိတ်ပဲမရှိသလိုခံစားခဲ့ရပါတယ်အဲ့ဒီခံစားချက်သိတယ်ကျွန်တော်2009ခုမှာခံစားမှုခဲ့တယ်ကျွန်တော်တို့ချဲလ်ဆီစီပွင့်လင်းပြောတော့2009နဲ့2012ဆိုရင်2009ကတီဆောက်ပုံဒီ ပို့ပြီး solid ဖြစ်တယ်မာကြောတယ် United ကိုကျွန်တော်တို့အနိုင်ရခဲ့တင်တယ်အနိုင်ရဖို့လဲအခွင့်အရေးကလက်တကန်းအလိုကိုရောက်ရှိခဲ့တာ penalty ကန်တယ်ကျွန်တော်တို့အตาနဲ့ကန်ခဲ့ရတာဒါပေမဲ့ Jun Terry ရဲ့လွဲချော်မှုအ ਨੇ ကာရဲ့လွဲချော်မှုကြောင့်ကျွန်တော်တို့မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတယ်ကျွန်တော်ဘဝမှာလုံးဝမေးလို့မရအောင်2000ကပို့ဆိုးတယ်ဗျာအဲ့ bad memories က bad memories ကပို့ပြီးခေါင်းထဲမှာဝင်နေတယ်တေတော့မလို့ဖြစ်လို့ကံကောင်းတဲ့အချိန်ကာလ ဘလို့ပဲပုံတော့ထားလိုက်ပါတော့ကျွန်တော်ရှရှိဝေးတွေဖြစ်သွားမှာသူတို့မပြောတော့ပါဘူးပြောချင်တာအဲ့ချိန်ကာလတော့ဘလုံးပွဲကြည်ရတာအရန်ခက်ခဲတယ်2000ခုမှာခက်ခက်ခဲခဲသွားကြည့်ပြီးကမှမပြောရတဲ့ပြီဒူးနဲ့မျက်ရည်တုတ်ခဲရတယ်တမန်နှလုံးလည်းအိတ်မပြောဘူးဒါပေမဲ့ကျွန်တော်တို့2012မှာအဲ့ဒီဆိုးဝါးမှုကိုပြန်လဲခြေဖြတ်နိုင်ခဲ့တယ်အဲ့တော့ကြောင့်2012မှာဖိလစ်လန်ခံစားရတဲ့ခံစားချက်ကိုကျွန်တော်ကောင်းတော့နားလဲသဘောပေါက်တယ်လို့ပြောတာကျွန်တော်တို့တိဆောက်ခဲ့သည်မြတ် အလုံးပြိုလဲသွားတယ်လို့ခံစားရတယ်ဆိုတော့တကယ်မှန်တယ်ဒါတော့မှ Chelsea ဆိုတော့ကိုအားပေးတဲ့အတင်းများတို့ပေမဲ့ကိုကအရင်မျောလင်းချက်ကြီးကြီးမားမားနဲ့အဲ့တရာဒီလုံးကြီးခဲ့ပြီးကမှ United ကို penalty မှာရှုံးသွားတော့ဘလောက်ခံစားခတ်မလဲဟူးပြောရင်တော့မှအသက်ရှူပြန်ချက်တယ်ထားပါအဲ့တော့နောက်ထပ်သူဘာပြောသေးလဲဒါပေမဲ့တနည်းအကြာမှာဝင်းဘလီရောက်တဲ့အခါကျွန်တော်တို့က Champion Super League ကိုပြန်ပြီးတော့ကင်မြောက်နိုင်ခဲ့တယ်အဲ့ဒီစန့်ကျင်မှုကကျွန်တော်အတွက်တော့အကြီးမားဆုံးသင်ခန်းစာတစ်ခုပါပဲ ။ဘာလို့လဲဆိုဘောလုံးမှာဒီနေ့ကြာရှုံးရင်နောက်တနေ့မှာပြန်ပြီးတော့အောင်မြင်နိုင်တယ်ဆိုတဲ့အသည့်တစ်ခုကိုကျွန်တော်ရရှိခဲ့လို့ပဲဖြစ်ပါတယ်။ Good Philalan ။ကြော့ Philalan ပြောတဲ့စကားထဲမှာအနှစ်တွေအများကြီးပါတယ်။ဘောလုံးနေမဟုတ်ဘူးကျွန်တော်တို့ရဲ့အပြင်ပ live လေအတိုင်းပဲ။အများနဲ့ကြာရှုံးနေတဲ့ကောင်မရှိဘူးဗျာ။အများနဲ့အောင်မြင်နေတဲ့ကောင်လည်းမရှိဘူး။အဲ့ဒါလောကကြီးရဲ့အချိုးကွေးပဲ။အဓိကပါလေကျွန်တော်တို့အားလုံးကိုယ့်ပါကိုစူးစမ်းနေဖို့လိုတယ်။ဒါက ဟိုကျွန်တော်ဘယ်လိုပြောမလဲ sharing လောက်တာเนาะဟိုဆရာကြီးလောက်တာမဟုတ်ဘူးကျွန်တော်တွေကဟိုတစ်ချိန်ရှုံးတယ်နှစ်ချိန်ရှုံးတယ်သုံးချိန်ရှုံးတယ်စိတ်ပြတ်အားငယ်နေလိမ့်မယ်ဒါမဲ့စိတ်ပြတ်အားငယ်နေစရာမလိုဘူးဗျာနောက်လာမဲ့၄ချိန်မှာကိုအောင်မြင်အောင်မြင်သွားမှာအခုဘိုင်မင်းနဲ့လည်းအဲ့တိုင်းပဲသူတို့2012မှာတိုက်ပတ်သွားပြီမဲ့နောက်တစ်နှစ်အကြာမှာသူတို့ဒီချန်ပီယံလိဘလာယိုရရှိရတယ်ဒါဘိုင်မင်းရဲ့ကြိုးစားအားထုတ်မှုပဲတစ်ဖက်မှာပြန်ကြည့်ရင်လည်းကျွန်တော်တို့ Chelsea က2009ခုနှစ်တုန်းက ရှုံးနိမ့်မှုကြုံခဲ့ရပေမဲ့2012မှာကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်ရင်းနဲ့ underdog အသင်းတသင်းအနေနဲ့ဒီ Champion League Super League ကိုရရှိခဲ့တယ်။ဒါပေမဲ့တူညီတာတစ်ခုဟာ Bayern Munich ရော Chelsea ရောစူးစမ်းအားထုတ်မှုပြုကြတယ်။နောက်2012ခုနှစ်မှာကျွန်တော် Chelsea ကကံကောင်းလို့ဖလားရတယ်ဘာညာဆိုတာကိုကျွန်တော်လုံးဝလက်မခံဘူး။ဒါ Chelsea ဖြစ်လို့ပြောတာမဟုတ်ဘူး။ underdog အနေနဲ့ဘူဆွဲသွားတဲ့အသင်းတွေအများကြီးရှိတယ်။ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးမွေးကစားခြင်းနဲ့ဆိုရင်တော့ senior dodgers team မှာမောင်ငါ6 iback 9ရှစ်ကို9သလုံး miss တို့ကို member တဲ့ unit ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနမတ်39 893 18 380မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာကျွန်တော်မမေ့ရပြောရမယ်ဆိုရင် Greece Euro 2004တုန်းကဘူဆွဲတယ်ဟာ Greece ကကံကောင်းလို့တော့မပြောနဲ့သူတို့မှစူးစမ်းအားထုတ်မှုရှိတယ်စူးစမ်းအားထုတ်မှုလည်းပါတယ်လို့ဘင်းကကံလည်းပါတယ်အဲ့တို့ကြောင့် ကံညာဝရိယ၃ပါးလုံးပေါင်းမှဘယ်ရမဆိုအောင်မြင်နေစရာကိုကျွန်တော်ကလက်ခံထားတာချယ်ဆီတွေလည်း2012ချန်ပီယံလိဘလာရအောင်စဉ်အချိန်ကာလတုန်းကသူတို့အန်ဒါဒေါအနေနဲ့တက်လာတာတွေအများကြီးရှိပါတယ်ဒါပေမဲ့ချယ်ဆီစိတ်ဓာတ်နဲ့မကစားဘဲနဲ့ဘာကြိုးစားအားထုတ်မှုမရှိဘဲနဲ့ယောတာဘောတော့ခင်ကျွန်တော်တို့ပြုတ်ပါလေနာပိုလီနဲ့ပွဲမှာတည်းကပြုတ်ပါလေဒါပေမဲ့ကျွန်တော်နာပိုလီနဲ့ပွဲလည်းတက်တယ်ပြီးတော့ဘာစလိုနာကိုလည်းခဲရခဲစေနိုင်ပြီးတက်တယ်နောက်ဆုံးကျွန်တော်ဖိုက်နေမှာဆိုရင်ယုံကြည်ချက်အပြည့်ရှိနေတယ်တကယ်တော့အဲ့ဒါ တောမက်စ်မူလာဂိုးသွင်းတဲ့အချိန်မှာကျွန်တော်အနေငယ်တော့စွန့်ထိတ်လန့်မိပြီမဲ့ငါတို့နှစ်ခါတော့ကံမစိုးဘူးငါတို့ကြိုးစားအားထုတ်မှုငါတို့ယုံကြည်တယ်ဆိုတဲ့ခံစားချက်မျိုးအဲတော့ကရခဲ့တာသိမကြောက်ဒီတီယာဒရော်ဘာရဲ့ခေါင်းတိုက်ကိုရခဲ့တယ်ပြီးတော့အချိန်ပေါ်မှာเนาะကျွန်တော်တို့ပနတီပေးလိုက်ရသေးတယ်အဲ့ဒီပနတီကိုလည်းကျွန်တော်ပွင့်လင်းပြောရင်လုံးဝယုံကြည်နေပီတာချက်ဖမ်းနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကြီးကိုရှိနေတာနောက်ဆုံးပနတီကန်တဲ့အခါနောက်ကလိုက်ခင်ရတယ်ဒါမဲ့ ကျွန်တော်တို့ယုံကြည်တယ်အဓိကကျွန်တော်တို့ရဲ့စူးစမ်းမှုကိုကျွန်တော်တို့ယုံကြည်တာကံဆိုတာဗျာအဓိကကိုစူးစမ်းမှဖြစ်တာပါကံကောင်းတယ်ဆိုရင်တော့မကိုစူးစမ်းအားထုတ်မှုရှင်အလကားပါပဲအဲ့တော့အနည်းချုပ်ရမယ်ဆိုရင်ဖိလစ်လန်ပြောသလိုမျိုးခံစားချက်ကောင်းခြင်းဆိုးခြင်းတွေကျွန်တော်တို့ Chelsea ပြည်သက်တွေမှာရှိနေပါတယ်ကျွန်တော်ညီကိုရောဒီ Champion League Final တွေနဲ့ပတ်သက်ပြီးတော့ကိုတိုင်ကိုကြခံစားခဲ့ဘူးရင် comment တွေမှာဝင်ရောက်ရေးသားသွားလို့ရပါတယ်အခုတော့အားလုံးတို့ဆက်ပြရသည်ခင်ဗျအခြေသူများကြီးတွေပါတယ်